ွေးမောင်းသလိုမောင်းထုတ်တာပါကျွန်တော်တို့ဘာဖြစ်မှမရှိနဲ့ဝန်ထမ်းတွေကကိုလက်ပါတာပါနော်ကျွန်တော်တို့ထိုးတာပါနော်ကျွန်တော်တို့ထိုးတာလုံးဝမကျင်တတ်ပါဘူးယတနာပီကေတုံးစိန်ဆိုင်ပိုင်ရှင်အကိုထုံးထုံးကကျွန်တော်တို့ထိုးတာပါကျွန်တော်တို့ထိုးပြီးဇွတ်တွေမောင်းချပါရယ်နော်ဇွတ်တွေဆွဲအတင်းတွေကိုပဲထွက်တော့ထွက်တော့ငါတို့မှသာမင်းဆက်ကွက်မမြင်ချင်ဘူးဇွတ်တွေပြောပါရယ်နော်ကျွန်တော်တို့လုံးဝထိုးတာပါလုံးဝမကျင်တတ်ပါဘူးအဲ့ဒါငါသုံးဆောင်တွေကိုတော့တုံးခွင့်မရှိပါဘူးနော်ရုပ်ဆိုးကြီးတန်နဲ့ထီးပြူဆောင်းနဲ့ရက်တောင်ကင်နဲ့ပလင်ဘောတက်တယ်ဒါတွေကမဟာယာနနဲ့ညှိတယ် လူဝင်းနဲ့အိမ်အောင်ပြုတ်ပြီးတော့ဒါမျိုးတွေလှုပ်ရှားတယ်ဆိုတဲ့သဘောဖြစ်တယ်လို့ဖြစ်စဉ်ကိုဆရာတော်တပါးကမိန့်လာပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့တော့ line ပေါ်မှာလူပြောများနေတဲ့ video file လေးတွေနည်းနည်းဟော့နေတဲ့သတင်းလေးတွေကို reaction လုပ်ချင်ပါတယ်ဗျာဘာဘာညာညာမှတ်ချက်တွေမပေးတော့ဘဲနဲ့ကျွန်တော်တို့အတူတူသတင်းလေးတွေကိုဒီအတိုင်းလေးပဲကြည့်အောင် အဲ့တော့မင်းညကနာမည်ကြီးသွားတဲ့ပါရမီလမ်းကနိုင်ငံသားဆက်ဆံရုပ်ရှင်ဆက်ဆံကာတစီကိုတွေ့တက်ပြီးတော့လိုက်ဖမ်းတဲ့ဦးရဲကြီးပေါ့သူ့ရဲ့ဗီဒီယိုလေးလိုင်းပေါ်မှာနာမည်ကြီးနေတယ်အဲ့ဒီလူစွမ်းကောင်းကိုကိုဘဲဦးရဲ့ဗီဒီယိုလေးကိုရေဆုံးကြည့်အောင် ။ဟုတ်ကဲ့ပါ။မနေ့ညကဒီဗီဒီယိုဖိုင်လေးက line ပေါ်မှာပြန့်နှံ့လာပြီးတော့လူတော်တော်များများစိတ်ဝင်စားမှုခံရတဲ့လူတော်တော်များများရဲ့ဝေဖန်တန်တွေလည်းကြားရတယ်ဗျ။အဲ့တော့ရေးတင်ထားတာလေးကိုရင်းဆုံးဖတ်ကြည့်အောင်။မနေ့ညပါရမီလမ်းပေါ်မှာမြင်ကွင်းဆိုပြီးတော့ရေးတင်ထားတယ်။ရုပ်ရှင်ရိုက်ကွင်းတစ်ခုကိုကြည့်နေရတယ်လို့ပါပဲတဲ့။တစီနစီကကားရှိမှပိတ်ရက်ပြီးတော့ဖမ်းပေးလို့မိသွားတာပါတဲ့ဖမ်းရတာတော့တော်တော်မလွယ်ဘူးပေါ့ မိပွိုင်မှာအဲ့ဒီကားကိုတာပြီးစဖမ်းကလေးကဒီမြင်ကွင်းကိုအဆဆုံးမြင်ရတာရင်ထဲမှာဟတတာကြီးတယ်ဗျကားဆရာကြီးကလည်းပြစ်မှုတွေအများကြီးမတက်ဘဲနဲ့ညှိနှိုင်းလို့အဆင်ပြေပါစေဆိုပြီးတော့ရေးတင်ထားတယ်မော်တော်ပီကယ်ကိုကြီးကလည်းခြေရောလက်ရောဒဏ်ရာတွေကင်းပါစေတဲ့ဒီတခါတော့မော်တော်ပီကယ်ကိုကြီးရဲ့တက်တီကိုချီးကျူးမိပါတယ်ဗောအဲ့လိုလေးရေးတင်လာတယ်ဒီဗီဒီယိုဖန်လေးကလည်းလူတော်များများကြည့်သွားကြတယ်ဗျ အဲ့တော့ဒီဖြစ်စဉ်ကိုကျွန်တော်ဘာမှမှတ်ချက်မပေးလို့ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပေးလိုက်တဲ့မှတ်ချက်ကအရန်ဆောလွန်းသွားမှလဲကြောက်ပါတယ်။အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကာသမဘက်ကပဲကြည့်ရင်လဲတိကျတကခဏနာမသိတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်မှားနိုင်တယ်လွဲနိုင်တယ်မော်တော်ပီကယ်ဘက်ကကြည့်ရင်လဲမှားနိုင်တယ်လွဲနိုင်တယ်တိကျနာတခုကတော့မော်တော်ပီကယ်တွေနဲ့ပတ်သက်ပြီးတော့ပုံရိပ်ကောင်းတစ်ခုရှိနေတာတော့အမှန်ပဲ။ ကျွန်တော်တို့နိုင်ငံမှာမော်တော်ပီကယ်ဟိဆိုတာနဲ့အားလုံးကနှကောင်းရှုံကျင်ကြတယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့မော်တော်ပီကယ်တချို့လှုပ်တဲ့လှုပ်ရက်တွေကကားသမားတွေနဲ့ပတ်သက်ပြီးတော့တော်တော်ကိုနှကောင်းရှုံကျင်စရာလှုပ်ရက်တွေရှိနေတာကိုအဲ့တော့ဒီလိုကိစ္စလေးတစ်ခုတက်လာတာနဲ့ပတ်သက်ပြီးတော့မော်တော်ပီကယ်တွေရဲ့ပုံရိပ်ကောင်းတစ်ခု ပြန်ရနိုင်မလားဆိုတာတော့လေအဲ့လိုမှတ်ချက်မျိုးမပေးကျင်ပါဘူး။ဟုတ်ပြီနော်။တေချာပြောတယ်နော်။အဲ့လိုမှတ်ချက်မျိုးမပေးကျင်ဘူး။အဲ့တော့ကားသမားဘက်ကကြည့်ရင် ကားသမားကတော့ အဲ့တော့တချို့ကျတော့လဲမီနီဖြတ်လို့ဖမ်းတယ်ပေါ့တချို့ကလဲပတ်စံ2000နဲ့ပြီးရမယ်ကိစ္စထောင်ထဲရောက်တော့မယ်ပေါ့ဒီဗီဒီယိုဖိုင်ကိုမြင်ရတဲ့အမြင်မှရင်ကာသမားကမှားနေပါပြီဘာဖြစ်လို့လဲဆိုတော့တကယ်ဆိုလို့ရှိရင်ရက်ပေးတင်ပါတယ်ဒီလိုမျိုးလူအသက်အန္တရာယ်ဖြစ်တဲ့ဖြစ်လောက်တဲ့အထီတော်လဲမလို့တင်ဘူးပေါ့လေဗျာအဲ့တော့လဲဘလို့ပဲဖြစ်ဖြစ်ပါ तू ကအဲဒူးဆက်မှုကျိုးလွန်နေတာပဲဖြစ်ဖြစ်မီးပွိုင်းဖြတ်လို့ပဲဖြစ်ဖြစ်အဲမော်တော်ဗီကယ်ကိုပတ်စံပေးဖို့မပါလာတာပဲဖြစ်ဖြစ် တခုခုကြောင်းမောင်းပြေတာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဒါပေမဲ့အတန်အနေနဲ့ထိခိုက်တဲ့အထိဖြစ်သွားတာကတော့သူ့မှာအပြစ်အများကြီးရှိပါတယ်အဲ့တော့ဘာပဲပြောပြောဒီလိုမျိုးလှုပ်ဆောင်လိုက်တဲ့မော်တော်ပီကယ်ဆရာကြီးရဲ့အပြုမှုကတော့အော်မြန်မာနိုင်ငံကမော်တော်ပီကယ်တချို့ရဲ့ထိခိုက်နေတဲ့ပုံရိပ်ကိုပြန်လည်ဖက်ဆယ်သွားနိုင်တယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်ဘာဖြစ်လဲဆိုတော့ဘလို့ပဲပြောပြောမော်တော်ပီကယ်တွေရဲ့ပုံရိပ်ကောင်းတစ်ခုတော့ဖြစ်သွားပါတယ် โอเคပါထားပါတော့ဒါကိုတော့ကျွန်တော်မှတ်ချက်လို့သဘောမယူစေချင်ပါဘူးဘာကူမှဒီဗီဒီယိုနဲ့ပတ်သက်ပြီးမှတ်ချက်မပေးချင်ပါဘူးဘသူမှားတယ်ဘသူမှန်းတယ်ဆိုတာကိုလည်းမပြောချင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုဖိုင်တစ်ခုတည်းကိုကြည့်ပြီးတော့ကျွန်တော်တို့မှတ်ချက်တွေကအရန်ဆွလွန်းသွားနိုင်ပါတယ်အရန်လဲလွဲသွားနိုင်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုဒီဗီဒီယိုဖိုင်လေးအတိုင်းပဲကျွန်တော်ပြပေးလိုက်ပါတယ်လွတ်လပ်စွာသဘောထားကွဲလွဲပိုင်ခွင့်ပြောဆိုနိုင်ခွင့်ကွန်မန့်အောက်မှာကြိုက်သလိုပြောကြိုက်သလိုရေးနိုင်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကိုလည်း ဆက်ပြီးတော့ကြည်ပါမယ်။ဟုတ်ကဲ့ပါ။ဒီတစ်ခါမှလည်းတဝဲမြို့မှာရိတ်တာဖွင့်ပြီးတော့ပလင်ပေါ်မှာတက်ပြီးတရားဟောတဲ့အမျိုးသားကိုဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့သိရပါဗျာ။အဲ့တော့စက်တင်ဘာ26 2025မှာဖမ်းလိုက်တယ်။သူကလည်းပိဋကတ်သုံးပုံမဲတော်ကြီးလိုပဲပလင်ပေါ်မှာတက်ပြီးတော့ရိတ်တာမှာတရားဟောတဲ့ပုံစံမျိုးတိုင်းပေါ်မှာပြန့်နှံ့ခဲ့တာပါ။ဗီဒီယိုဖန်နေတော့မတွေ့ရဘူးဓာတ်ပုံနေတော့ဘလူးပြန်နေအောင်တွေ့ရတယ်ဖန်သွားပြီဆိုတော့တည်င်းနဲ့ ဓာတ်ပုံတွေလည်းတက်လာပါတယ်အဲ့ဒီသတင်းလေးကိုဖတ်ပြမယ်ဗျာတနင်္လာရီတိုင်းတဝဲမြို့နယ်ဝဲကျွန်းထိန်လေရက်ဒေရင်ခွေးလမ်းမှာတဲ့သာသနာအဆောက်ဦးတွေတိဆောက်ပြီးတော့ရိတ်တာဖွင့်နေပြီးတော့ပလင်ပေါ်တက်တရားဟောတဲ့ဥယေချင်းဆိုတဲ့အမျိုးသားကိုစက်တင်ဘာ25ရက်နေ့ညနေပိုင်းမှာတက်ဆန်ရာကဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့သိရတယ်အဆိုပါမျိုးသားကိုတဝဲမြို့နယ်ရဲစခန်းမှာထိန်းသိမ်းထားပြီးတော့အမှုဖွင့်တရားစွဲဆိုဖို့အတွက်အာဏာပိုင်တွေဘက်ကဆက်လက်လှုံ့ဆော်နေပါတယ် အဓိကကသူကလည်းတရားဟောတယ်ဗျာဗေဒင်လည်းဟောတယ်ဗျာကလင်မမာတက်ပြီးတော့တရားဟောတယ်ဗျာအဲ့ဒါအတွက်ကြောင့်တန်ခါနာယကနဲ့သာသနာရေးမှုတွေနဲ့ရဲတွေနဲ့ဓမ္မယုံမှာညနေကသွားဖမ်းလိုက်တယ်ပထမတော့သူကဗေဒင်ဟောယုံမဲလို့ပြောတယ်ဗျာတရားဟောတယ်ဗေဒင်ဟောတယ်ပေါ့အခုနောက်ပိုင်းမှာသူကပလင်ဘော်တွေပါတက်ပြီးတရားဟောလာတဲ့အတွက်ကြောင့်ဖမ်းရခြင်းဖြစ်တယ်လို့လည်းသိရပါတယ်တရားဟောခွင့်ကလူတွေလည်းရှိပါတယ်ဒါပေမဲ့တန်ခါသုံးဆောင်တွေကိုတော့သုံးခွင့်မရှိပါဘူးเนาะ ရုပ်ဆိုးကြီးတန်နဲ့ထီးပြူဆောင်းနဲ့ရက်တောင်ကိုင်းနဲ့ပလင်ပေါ်တက်တယ်ဒါတွေကမဟာယာနနဲ့ညှိတယ်လူဝိနဲ့အိမ်အောင်ပြုတ်ပြီးတော့ဒါမျိုးတွေလှုပ်ရှားတယ်ဆိုတဲ့သဘောဖြစ်တယ်လို့ဖြစ်စဉ်ကိုဆရာတော်တပါးကမိန့်လာပါတယ်အဲ့တော့အဲ့ဒီအမျိုးသားကိုသာသနာရေးဌာနရဲ့ခွင့်ပြုချက်မရှိဘဲသာသနာနယ်မြေမဟုတ်တဲ့နေရာမှာယထာဘူတပရိပတ်တိသာသနာရိတ်တာဖြစ်ဖွင့်လေခါအဋိဋ္ဌံဝင်လာသူတွေကိုတရားပြတရားဟောနေတာဖြစ်တယ်လို့သိရပါတယ် ဂျိတ်တာကိုလည်းတန်ခါနာယကကခွင့်ပြုချက်မရှိပဲစောက်တယ်ပြီးတော့အဲ့မှာပဲနေရတရားစခန်းတွေလုပ်တယ်အဲ့ဒီအမျိုးသားက2024ခုနှစ်မတိုင်ခင်တည်းကတဝဲမြို့မှာယထာဘူတပရိပတိသာသနာဂျိတ်တာဖွင့်ပြီးတော့တရားပြနေတာကြားပြီယခု2025ရောက်တော့မှပလင်ပေါ်တက်ပြီးတော့တရားဟောပြသလို့ဒေသခံတွေစီကတီးရတဲ့လိုင်းပေါ်မှာဓပ်ပုံတွေပြန့်နှံ့လာတယ်အဲ့ဒါကြောင့်ဖမ်းလိုက်ရတာပါသူကဘုံကြီးတွေကိုလည်းယိုယိုကျိုးကျိုးရှိပါတယ်တဲ့ အဓိကတော့တရားပြတာမျိုးပါတရားထိုင်တဲ့သူတွေအဋ္ဌံဝင်လာသူတွေကိုလည်းတရားပြတယ်သိနေတာတော့ကြာပါပြီဒီလိုပဲသူ့လို့သူ့လို့ကိုလို့ကိုလုံနေကြတာပါပဲဒီကဘုန်းကြီးတွေကလည်းသိကြပါတယ်အခုလိုင်းပေါ်ရောက်မှသိကြတာပါအဲ့ဒါကြောင့်လည်းအရေးယူကြတာဖြစ်မယ်လို့ပြောပါတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်မွန်ပြည်နယ်မှာ ဖြစ်သွားတဲ့ပိဋကတ်၃ပုံမေတော်ကြီးဤတူတဝဲမြို့ကပလင်ပေါ်တက်တရားဟောတဲ့ဆရာသမားကိုလည်းဖမ်းလိုက်ပြီပေါ့လေ ဘာပဲပြောပြောအခုနောက်ပိုင်းမှာသာသနာနဲ့ပတ်သက်ပြီးတော့သာသနာညှိုးနှွမ်းစေမဲ့ကိစ္စတွေသာသနာကို ထိခိုက်စေမဲ့ကိစ္စတွေကိုအားတက်သရောထိထိရရအေးအေးယူလာရတာကို တွေ့ရတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီသတင်းလေးကတော့အိုင်ပေါ်မှာပြန့်နှံ့နေတဲ့သတင်းလေးကိုပြန်လည်ဝင်ပြလိုက်ပါတယ်။နောက်ထပ်အကြောင်းအရာလေးတစ်ခုကိုလည်းဆက်ကြည့်အောင်ကျွန်တော်တို့မောင်းထုတ်ပါတယ်မြတ်ခွေးမောင်းသလိုမောင်းထုတ်တာပါဒီမှာအခု PK ထုံးကကျွန်တော်တို့ခွေးမောင်းသလိုမောင်းထုတ်တာပါကျွန်တော်မှဘာပြစ်မှမရှိပဲနဲ့ကျွန်တော်တို့ခွေးမောင်းသလိုမောင်းထုတ်တာပါဒီမှာ ဒီနာဗီဂေးထုံးကဒီမှာကိုထုံးလုံးဝင်ရကျွန်တော်တို့မောင်းထုတ်တာပါဒီမှာခွေးလိုမောင်းထုတ်တာပါကျွန်တော်တို့သူတွေထွက်တော်ထွက်တော်ဆိုပြီးမောင်းထုတ်တာပါဒီမှာပါနော်ခွေးမောင်းသလိုမောင်းထုတ်တာပါကျွန်တော်တို့ဘာပြစ်မှမရှိပဲနဲ့ဝန်ထမ်းတရားကိုလက်ပါတာပါနော်ကျွန်တော်တို့ထိုးတာပါနော်ကျွန်တော်တို့ထိုးတာလုံးဝမကျင်တတ်ပါဘူးယဒနာပီကေတုံးစိန်ဆိုင်ပိုင်ရှင်ကိုထုံးလုံးဝင်ရကျွန်တော်တို့ထိုးတာပါကျွန်တော်တို့ထိုးပြီးဇူးတွေမောင်းချပါရယ်နော်ဇူးတွေဆွဲအတင်းတွေကိုပဲထွက်တော်ထွက်တော်ငါတို့မှသာမင်းဆက်ကွက်မမြင်ချင်ဘူးဇူးတွေပြောပါရယ်နော်ကျွန်တော်တို့လုံးဝထိုးတာပါလုံးဝမကျင်တတ်ပါဘူးအဲ့ဒါ ပြီးတော့ကျွန်တော်ကိုလည်းကျွန်တော်မိသားစုလည်းချင်းချောက်ပါတယ်မိမိသားစုကြီးရောမင်းကိုဘယ်လိုလုပ်ပြလို့ရရဆိုကျွန်တော်ချင်းချောက်ပါတယ်နော်ကျွန်တော်ကိုလုံးဝချင်းချောက်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ live ပေါ်မှာဒီ video file လေးတွေတက်လာတယ်ဗျဘသူနဲ့ဘာဖြစ်တယ်မန်းလဲပထမတော့မသိဘူးနောက်တော့မှမင်းသမီးပိုးကြပြူခင်ရဲ့ယောက်ျားထွန်းထွန်းဝင်းယတနာ PK ထွန်းယတနာဆိုင်ကဝင်တန်းကိုဆိုင်ပါရှင်ကိုထွန်းထွန်းဝင်းကထိုးတယ်ဆိုတဲ့ video file လေးတက်လာတော့ကိုမြင်လိုက်ရတာပါအဲ့တော့ဘာပြဿနာဆိုတာကိုတော့ ဒီဝန်ထမ်းကောင်လေးရှင်းပြထားတာလေးကိုကျွန်တော်ဆက်ပြီးထည့်ပေးပါမယ်။ဒီဗီဒီယို file နဲ့ပတ်သက်ပြီးတော့သတင်းအနေနဲ့တင်ဆက်ပေးရခြင်းဖြစ်တဲ့ဘသူမှားတယ်မှန်တယ်ကိုဒီ reaction မှာပြောသွားမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့တေချာမသိရသေးတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် viewer တွေမသိလိုက်မရှိအောင်သာတင်ပြပေးခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါအဲ့ဒီတော့ဒီဝန်ထမ်းကောင်လေးရှင်းပြထားတာကိုဆက်ကြည့်အောင် အဲဒီနေ့ဖြစ်တဲ့ပြဿနာကဘယ်လိုစပြလဲလို့24ရက်နေ့အင်္ဂလိပ်လို့24ရက်နေ့ကျွန်တော်တို့ hotpot သွားစားတဲ့နေ့ညနေမှာကျွန်တော်တို့က hotpot သွားစားဖို့အတွက်အင်ကြီးလေးလဲပြီးပါဘူးเนาะအပြင်ဝင်စားရလဲပြီးပြီအဲဆိုင်လေးပိတ်သွားပြီဆိုင်ပစ္စည်းလေးအကုန်လုံးတင်ပြီးသွားတဲ့အချိန်မှာကျွန်တော်တစ်တော့ကိုထောင်ပြီးတော့ရိုက်လိုက်တာရဲရဲရဲတဲ့အချိန်မှာဖုဖုကနေရှိမှသူကလိုက်ကာ ကတော့မှဘေးမှာဝန်ထမ်းကောင်မလေးတက်လို့ရှိရင်တော့သူကသူ့ကိုလည်းကျွန်တော်သူ့လည်းသိတယ်ဘုဘွေမကနဲ့နော်ကမယ်ဆိုရင်ဟိုဟာဖေဖေမီတို့ကပြောလိမ့်မယ်ပေါ့နော်အတူတူကလို့မရဘူးဆိုတော့ကမှာပဲကမှာပဲဗန်းပြူမိမိကကမှာပဲဆိုသူကလိုက်ကာကပြီးအတင်းနေအတင်းနေပြောလို့မရဘူးဆိုလိုက်ကာကလိုက်ကာကျွန်တော်ရှိမှကနေကကရဲ့ရှိမှသူကလိုက်ပြီးအလိုလေးလိုက်စတာပေါ့နော်စားလဲစားတော့ကျွန်တော်ကလည်းအဲ့ဒီမှာဟောဘာမှမဖြစ်လောက်ပါဘူးပေါ့ကျွန်တော်အကောင့်မှာဒီတိုင်းပဲတင်လိုက်တာကွာဒီတိုင်းပဲတင်လိုက်တာ တင်နေတင်ရောပေါ့အဲဖွေးစင်လေးကအဲလိုက်ချုပ်နေရယ်ဆိုလိုက်ချုပ်နေတော့ဖွေးစင်လေးဆိုကျွန်တော်ကအဲ့လိုလေးကပ်ပရှင်လေးရေးပြီးတော့တင်လိုက်တာတင်လေးတင်ပြီးတော့နောက်နေ့မနေ့25ရက်နေ့မနေ့ကြတော့အမတ်ပိုးကနေပြီးတော့လာပြောတာအပိမစင်ကြမှာအဲဟွာပေါ့အဲဝန်ထမ်းကြီးပေါ့နော်ဒီဟွာတွေမတင်နဲ့ပေါ့အဲဟွာတွေနဲ့ပါတော့ဟွန်း အဆိုင်ရကလေးတွေနဲ့ကလေးတွေနဲ့ဝန်ထမ်းတွေနဲ့ personal account မှာတင်ခွင့်မရှိဘူးတင်လို့မရဘူးပေါ့အဲအဲ့လိုပြောပြောပြောကျွန်တော်ကနေပြီးတော့အဲ့ဒီမှာမမထီလေးရှိတယ်စိုင်းတာဝန်ကမမထီရဲ့အဲရှိတယ်ရှိတယ်ကျွန်တော်ကျွန်တော်ကဩကျွန်တော်ဟာကလေးရဇွလိုက်ကာပေါ့နော်ဇွလိုက်ကာတော့ကျွန်တော်ကအဲ့လိုတင်လိုက်တာကိုကျွန်တော်ပြောခံရတယ်ပေါ့နော်ကလေးကြီးချောင်ပါညာပေါ့ကျွန်တော်ကအဲ့လိုမျိုးကစိတ်ညစ်တာကိုစိတ်ညစ်တယ်ဘာမှမဟုတ်သူစိတ်ပြတ်တယ်ပေါ့ဗာညာအဲ့လိုပြောတာပြောလဲပြောအဲ့စကားပြီးသွားရင်အဲ့ဒီမှာအဲ့ဒီမှာဘာမှမဖြစ်ဘူးပြီးသွားပြီဒီနေ့မနက်မှဖြစ်တာ ဒီနေ့မနေ့မှစဖြစ်တာဒီနေ့မနေ့မှဘလို့ဖြတ်ပြီလဲဆိုတော့ ဖြစ်တဲ့ပြဿနာကမနေ့မနေ့ကလေးပြီးသွားမနေ့ကမနေ့ကလေးပြီးသွားပြီးသွားရောဒီနေ့မနေ့မှာဆန်ရဝင်တဲ့ကောင်လေးနဲ့ကာမလေးနဲ့ရန်ဖြစ်ပြီးတော့အဲ့လိုမျိုးအဲကာမလေးကောင်လေးကနေကာမလေးကိုအဲ့လိုဆဲလိုက်လို့ဆဲလဲဆဲရောကာမလေးကနေအဲ့လိုမျိုးသူ့သူ့အမေကိုအဲ့လိုဆဲတဲ့အတွက်ပြဿနာကိုဖြေရှင်းပေးခိုင်းတာအဲ့ဒါနဲ့မမထေတို့ကိုထွန်းနေရလို့လည်းဖြေရှင်းလို့မရတဲ့အတွက်မပိုးကိုသွားပြောမယ်ဆိုပြီးသွားပြောတဲ့အချိန်မှာမပိုးကမစင်လာဘူးကိုထွန်းဝင်ကစင်လာစင်လာပြီးတော့မှအဲ့ကာမလေးကိုအနေအလုရှုပ်တယ်နေနေကျော်စရာရှုပ်တယ်နေထွက်တော်ဆိုပြီးပြောတာပြောပြကျွန်တော်မတည့်ရရနဲ့ကျွန်တော်ပြောမယ်လို့လည်းမထင်ဘူး ပေါ့နော်ကော့ကွန်နေရအဲ့လိုလေမတန်ကြီးရနေချောမင်းရောလည်းဘာဖြစ်ချင်တာရောလို့ငါသမီးကိုဘာပြောရအောင်လဲအဲဘာပြောရအောင်လဲမင်းငါသမီးကိုအဲ့လိုမင်းကကလေးကလိုက်ပြီးရောရှုပ်တယ်ဆိုရင်ပြောရဘာဖြစ်လို့ရောလဲအော်ကျွန်တော်က ဟုတ်တယ်လို့ကျွန်တော်အဲ့နေတင်တာပေါ့နော်။ तू ကလိုက်ပြီးတော့စွတ်တည်ရှိရနေလိုက်ကာတာပေါ့။ကျွန်တော်ကမကနဲ့လို့ပြောတယ်အဲ့နေပဲ။မကနဲ့လို့ပြောတာက तू ကလိုက်ကာတဲ့အတွက်ကျွန်တော်ကဒီတိုင်းပဲတင်လိုက်တာပေါ့။ဘာမှဖြစ်လိမ့်မယ်မထင်တာဘူး။ကျွန်တော်အကောင်ကလည်းပုံမှန်အကောင်ပါပဲ။ဘာမှလို့သူ့ကိုလိုက်ရခြင်းလို့လည်းအတန်းရှင်းစာခြင်းလို့လည်းမဟုတ်ဘူး။ဒီတိုင်းလေးပဲတင်လိုက်တာ။တင်လိုက်တာကမှ तू ကအဲ့လိုမျိုးလာပြောတာ။လာပြောရင်လည်းကျွန်တော်လည်းအဲ့လိုပြဿနာဖြစ်ပြီးကျွန်တော်ကိုထိုးတာပေါ့နော်။ ်ကျွန်တော် AEC လေးပဲပြောလုံးဝဟိုဒေါသမန်နေအဖာဖြစ်တယ်တခုမှမပေါ AEC လေးပဲကျွန်တော်ရှင်းပြအဲ့ဒါကိုမှသူကကျွန်တော်ကိုအဲအလုရှင်တယောက်ကအလုရှင်တယောက်ကိုအလုသမားတယောက်ကအလုပြန်ပြောကြလာပြီးကျွန်တော်ကိုထိုးတာပါနော် CCTV record လဲ CCTV record လဲသူတို့ဆိုင်မှာရှိမှာပါနော်ရှိမှာပါအဲ့တော့အပြစ်ဒဏ်ကိုဖြေရှင်းပေးပါနော်โอเคပါဒါကတော့ယတနာ PK ထုံးပို့ကြပြုခင်ယောက်ျားကကိုတိလက်ရောက်လှုပ်လိုက်တယ်ဆိုပြီးတော့ line ပေါ်မှာပြဿနာဖြေရှင်းဖို့ ပြောလာတဲ့ဗီဒီယိုဖိုင်လေးပါအဲ့တော့ဘလိုပဲဖြစ်ဖြစ်ပါပြဿနာဆိုတာကတော့ဝန်တန်းတဲ့အလုပ်ရှင်ကြားထဲမှာရှိတတ်ပါလေဒါပေမဲ့ဒီလိုမျိုးကိုတိလက်ရောက်လုပ်တယ်ဆိုတာမျိုးကတော့မဖြစ်သင့်ဘူးလို့တော့ထင်တယ်အဲ့တော့ဒါကတော့တစ်ဖက်ထဲရဲ့ဇကားကိုနားထောင်ကြည့်ရတော့မှားသည်မှန်သည်ဝေဖန်ပိုင်းချဖို့ခက်ပါလိမ့်မယ်အဲ့တော့ဟိုဘက်ကရှင်းလာတာလေးတွေကိုလည်းအလင်းသိရင်သိတယ်လို့ပြန်ပြီးတော့တင်ပြပေးပါမယ် ဟုတ်ကဲ့ပါဒီနေ့တော်တော် line ပေါ်မှာဟော့နေတဲ့သတင်းနဲ့ video file တချို့ကို reaction လုပ်လိုက်ပါတယ်ကျွန်တော် viewer တွေလည်းကျင်းနဲ့နှစ်သက်လိမ့်မယ်လို့ထင်ပါတယ်ပြောချင်တာများရှိရင်လည်း comment မှာပြောသွားပေးခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ကြပါဦးဗျာ